မိခင်ဖြစ်လာမယ်မမေလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အဲ့လိုလေးလည်းပြောလို့ရတယ်လူမျိုးအကြံပေးတာပေါ့နော်ကျမတို့တွေးချုံခဲ့ရတဲ့ဟာလေးကိုမျှဝေပေးတာပေါ့နော်ကလေး73ပေါင် ရှိပြီးမိခင်ကိုဆရာဝန်တွေကရေရုံမွေးခိုင်းလို့ဘဝကုသရတဲ့ချစ်စရာသမီးလေးအားလုံးပဲမင်္ဂလာပါမေနျူး channel လေးကနေပြန်လေးကြိုဆိုလိုက်ပါဒီဗီဒီယိုလေးကတော့ကြည့်မိသူနားထောင်မိသူတိုင်းရင်ခွဲရတဲ့အဖြစ်ပါပဲ။ရုံလို့အကူပြီးသွားပြီမဲ့ ဆရာဝန်တက်လဲသေးတယ်ဆိုတာဒီသမီးလေးရဲ့အဖြစ်ကတက်သေးပါပဲကလေးကအရန်ချစ်စရာကောင်းလွန်ပါ၏တကယ်ဆိုမိခင်ပိုက်ထဲကကလေး73ပေါင်းရှိရတော့မသိပဲရူးရူးမိခိုင်းတဲ့ဆရာဝန်ဆရာမတွေကဘာလက်မှတ်နဲ့လောက်ကင်စားနေကြရလဲပြန်မရမလို့ပါပဲသူတို့အတွက်တော့ဂျူတီဘီပြီးရောပေါ့တစ်ဖက်ကလူအသက်တစ်ချောင်းမှာ အခုတော့ကလေးလေးအဖက်မတင်လိုက်တာကို မိခင်အရင်ဖြစ်သူမပြောဘဲမိသားစုတွေကဖုံးကွယ်ပေးထားရပါ යි ။ပထမကလေးကိုဆုံးရှုံးပုခဲ့တဲ့မိခင်ခုကလေးကိစ္စသာတည်သွားရင် မတွေ့ရကြပါ။ရှင်ရီတောင်နာတယ်။မိခင်ရဲ့အမတော်ဘလို့မှမခံစားနိုင်ပဲမျက်ရည်တွေနဲ့ရင်ဖွင့်လာတာမိခင်ရင်သာဆိုရင်ကြားရတာစိတ်မကောင်းလို့လို့ခန္ဓာရင်မရှိရင်ယူသွားနိုင်ပါ යි ။ဖြစ်စဉ်အစားကတော့ကလေးလေးမွေးပြီးချင်းဆုံးသွားတာနဲ့ပတ်သက်ပြီး အားလုံးကိုဒီဗီဒီယိုလေးနဲ့ပဲပြောပြလိုက်ပါရှင်။မိခင်ကအရင်တအူသားလေးမှလည်းဆုံရှုံခဲ့ရဘူးသူတယောက်ဖြစ်လို့စိတ်တန်ရရထားတာပါ။အရင်ကလေးမှတော့လာမစီပဲမွေးလို့အသက်ဆုံးခဲ့ရလားလို့အပြစ်ဖို့ခဲ့ပြီးခုကလေးကိုပုတ်ကူးဆိုင်ပြီးဆရာဝန်တွေနဲ့လည်းမပြတ်ပြတ်တပီးနေရပါ။တကယ်ဆိုရင်အထရာဆောင်ရရင်ကလေးပောင်ဘလောက်ရှိတယ်ဆိုတာဆရာဝန်တွေစီကနေတခါလေးသိရတာပါ။ဒါပေမဲ့မိခင်ကတော့ဘာမှမသိခင်ရပဲဆီယမ်မာရီရဲ့ပြောပြချက်အရ ကလေးကညက်တယ်ဆိုတာတော့တာတိထားတာပါအဲ့ဒါကြောင့်မလို့မိခင်ကတော့ဖြစ်နိုင်ရင်သူ့ကလေးကိုရိုးရိုးမွေးဖို့ဆုံးဖြတ်ခဲ့ပြီးဆီယမပြောရင်သာခွဲမွေးဖို့ဆီယမနီနဲ့တိုင်မြင်ခဲ့တာပါဒါပေမဲ့တကယ်တော့သူထင်သလိုမဟုတ်ပဲသူမရဲ့သမီးလေးကအရန်ကိုကြမ်းမာပြီး73မောင်ရှိတဲ့ကလေးတယောက်ဖြစ်နေရပါတကယ်ဆိုရင်73မောင်ရှိနေတဲ့ကလေးကိုရိုးရိုးမွေးရင်မွေးရခက်မယ်ဆိုတာသူတို့သိရတဲ့အနေနဲ့ ။ဘာလို့တေးချာမရှင်းပြမတိုက်တွန်းခဲ့တာလဲ။စဉ်းစားမရဘူး။ခလေးကရှစ်ပေါင်ဆိုရင်တော့တတော်ထွားနေပြီ။ရွရွဆိုပေမဲ့ထွားလို့အစာလေးကမွေးရမတိုင်ခင်ခွဲမွေးဖို့ပဲဆရာဝန်တွေကတိုက်တွန်းတာများပါ යි ။ဒါပေမဲ့ဆရာဝန်ကခလေးကထွားလို့ရွရွမွေးရင်ခလေးနဲ့မိဘတခုခုအခက်ကြုံမှာတော့အနည်းငယ်များတာလို့ပြောပြီးခွဲမွေးဖို့ပဲအားပေးတိုက်တွန်းကြတာများပါ යි ။ဒါပေမဲ့လေအီယာရီတိုင်းအင်ကပူမြို့နယ်ထူးကြီးစေးရုံကဆရာဝန်ကတော့ ဆက်တောင်းမောင်ရှိနေတဲ့ကလေးလေးကိုအစတွေကဘာကြောင့်ခွဲမွေးဖို့မတိုက်တွန်းခဲ့တာလဲခုတော့သူတို့လုံရဲ့ကြောင့်ချစ်စရာကလေးကမဆုံးရှုံးတင်မဆုံးရှုံးလိုက်ရပါတယ်ဒါကြောင့်အမဖြစ်သူကတော့အထွာဆောင်ရိုက်ကလေးကကလေးထွားရင်ခွဲမွေးဖို့အိုကြီးကလမ်းပြပေးရမှာအခုတော့ကြေကွဲစရာတွေဖြစ်ကုန်ပါပြီခုဆိုညီမလေးကသူ့ကလေးဆုံးမနာမသိသေးဘူးပထမကလေးလဲဆုံးရှုံးထားတော့သူ့အရန်ကြောက်ပြီးသူ့သမီးလေးတဖွာဖွာမင်းနေရှာတာ ဘလို့အမှန်တိုင်းပြောရမှလဲကြောက်နေရှာမှာခုလဲသူ့သမီးလေးကိုမိနေရှာတာငါညမလေးဘဲဘွားကဝတ်ကြွေးတွေလဲကွယ်နှစ်ကြိမ်တီးတီးကြီးများတော့ငါတူမလေးကိုမှရက်ဆက်လိုက်တာလူလောကတွေကိုရောက်တဲ့နေ့နဲ့ထွက်သွားရင်ဒီကတည့်ရထဲပါပဲလားကလေးလေးရဲ့ရှင်ဝင်လာလိုက်တာ2025ဆယ်လ22ရက်ဘယ်တော့မှမမိမဲ့ဒီနေ့ရက်လေးပါပဲအမေတို့သမီးလေးသူ့အမေငငယ်ရရုပ်လေးနဲ့တီလေးတို့တမိသားစုလုံးမျက်ရည်ချောင်းစီရဲ့နေပါပဲဆိုပြီးပြောလာတာပါ ကလေးလေးကလည်းဖြည်းဖြည်းဖူးဖူးပြည့်ပြည့်ဖမောင်းလေးမို့ပို့ပြီးနှမျောရပါ යි ။ဆရာဝန်တွေလည်းအဲလောက်ညံ့နေဆရာဝန်မလုံးမစားသင့်ပါဘူး။ဆရာဝန်တွေအသုံးမကျတာကလေးကကျမ်းမာနေရပုံကြည့်ရနဲ့တီးကြမှာပါ။ဆရာဝန်ဆရာမတွေတာဝန်ရှုသင့်ပါ යි ။စိတ်မကောင်းပါဘူးမိဘချင်းကိုချင်းစားစီကြမိုင်းဘာမှအပြည့်မရှိတဲ့လူလောကတိုင်းရောက်လာတဲ့ကလေးကအတုံးမချတဲ့ဆရာဝန်တွေကြောင့်ဆုံးရှုံးလိုက်ရပါပြီဆိုပြီးဝမ်းနေစွာပြောလာတာပါ မမေလောင်းလေးများလဲကျမညမလေးလိုမဖြစ်ရအောင်တွေးကြုံရတာလေးတွေကိုမျှဝေပေးလိုက်ပါအခုလိုမဖြစ်သင့်မဲ့ဖြစ်ရတယ်လို့တွင်းမိတယ်။နောက်လဲအဲ့လိုမဖြစ်ပါစေနဲ့လို့အခုတော့မိခင်မဲ့တမ်းမာပါစေလို့ဆုတောင်းပေးပါတယ်။မိခင်နိုင်လဲခုလိုလူအသက်ကိုတန်မုံမထားပဲပေါ့ပေါ့တန်တန်လဆာရပြီးတော့အလုံးလုံးနေကြတဲ့ဇေယုံကဟာရီနဲ့မတွေ့ကြပါစေနဲ့လို့ဆုတောင်းပါတယ်။အဆုံးတိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် အခက်အခဲတုံ့တွေ့နေရတဲ့ဒေါ်ရခိုင်မကိုအလူငွေ30သိန်းသွားလိုပေးခဲ့တဲ့ဦးစဉ်အားလုံးမင်းမင်္ဂလာပါမေနျူး channel တွေကနေ ပြန်လည်ကြိုဆိုလိုက်ပါလက်တလောတခိုးဘကထောက်ခံနိုင်ကြတဲ့တခိုးအပင်တခိုးကို အပြစ်မမြင်ကြတဲ့သူတွေကလည်းမှမပါဘူးစည်ရဲငပြတ်မှုကိုအများစုခံစားနေကြရပါစည်ရဲတဲ့သူတွေကိုချမ်းသာသူတွေက မတရားလို့အနိုင်ကျင့်ခံနေရကြတယ်အတွေးခေါ်မဲ့အသိဉာဏ်ပညာမဲ့စည်ရဲသားတွေအများများလာနေအမျှ လုံမီလုံရာတွေလုံလာကြတာပါတော်ရခိုင်မကရခင်ကတော့ငွေကြေးအခက်အခဲ မရှိခဲ့ပေမဲ့အခုအချိန်ဒီမှာတော့အခက်ခဲတွေကြုံနေရပါတယ်ကလေးများကိုအရန်ချစ်ပြီးမိမိရက်ွက်အတွင်ကလေးတိုင်းကိုညီညွတ်စွာဂရုစိုက်ပေးသူပါအရင်ကသူမအတွက်မတရားကျူးလွန်ခဲ့တဲ့အမားရွေးမရှိပေမဲ့ယခုလုံနေရတာက အခြားသူတွေစီမှာချေထားတဲ့ငွေတွေကိုပြန်ဆက်ရမယ့်အချိန်လေးတောင်ခုလိုခိုးရတဲ့အသည့်ဖြစ်သွားခဲ့တာပါ ဒါကြောင့်မေဒေါ်ရက်ခိုင်မကတော့ရက်ွက်ထဲကကလေးတွေကိုတနေ့ဘလောင်နှုံးဆိုပြီးငားတာရှိသလိုထိမ့်ပြီးမယ်ဆိုပြီးခေါ်သွားတာ ਈ ထိပါလှုပ်လာတာပါအဲဒီကနေမျက်နှာတိတွေတွေ့မှဆိုလို့ရွှေပြည်သားကနေနှိုင်းသားရအထိသွားပြီးလှူစားနေရလို့လည်းပြောနေကြတာပါအဲဒီကနေအလစ်လို့မိသွားခဲ့တာဖြစ်ပြီးဆိုင်းရှင်ရဲ့လောက်ရကြောင့်ပဲမဖြစ်တဲ့နာရီဖြစ်ပြီးသူ့အမားကနေကို့အမားဖြစ်ခဲ့ရတာပါအဲဒီကနေဆိုင်းရှင်ကအမှုရင်ဆိုင်နေရပြီး ခိုးယူသူဒေါ်ရခိုင်မကတော့အိမ်မနေရင်တရက်ကို30နဲ့ချီအလှငွေတွေရရှိနေရပါဒါကြောင့်ကြည်မိသူတိုင်းကတော့အစားကကလေးကိုတနာလို့ပြောမိခဲ့ကြတာမှန်ပေမဲ့အခုလိုတခိုးကိုလာလာစုပုံပြီးလူနေကြတာကိုမြင်ရတော့အမြင်မသိတော့ဘူးလို့လည်းပြောနေကြတာပါတနေ့တနေ့လဲပရာဟိတသမားတွေကကင်မရာကြီးတကားကနေဒေါ်ရခိုင်မအိမ်မှာမပြတ်ဖြစ်နေရပါဒီဖြစ်ပျက်တွေဟာရွှေပြည်ကြီးမှာထူးပေမဲ့မဆန်းတော့တဲ့အဖြစ်တွေပါပဲ အကြောင်းရင်းကတော့မြန်မာပြည်မှာလူဖြစ်ရတာအရန်ကန်ကောင်းနေဆိုတာပါပဲအခုချိန်ထိလည်းဒေါ်ရခိုင်မကိုလှူဒန်းတာတိမ်ပေါင်းများစွာရောက်ရှိပြီးအားလုံးကကုံသွားရင်အရင်ကအခြေအနေပြန်မဖြစ်ပါစေနဲ့လို့ဆုတောင်းနေကြတာပါနောက်ပြီးဒေါ်ရခိုင်မကိုတနာပြီးအကျွေးဆက်ပေးခြင်းသူတွေလည်းများပြားလာတယ်လို့ကုတ္တကာမှာလည်းပရာဟိတဦးဇင်းလေးတပါးကဒေါ်ရခိုင်မစီအရောက်လာပြီးအလွန်ဝေဆယ်သိန်းကိုလာလှူပေးခဲ့တာပါခက်ခဲကြက်တဲနေတဲ့အချိန်မှာဖုံဖုံစီကဆယ်သိန်းကျပ်အလွန်ဝေရရှိခဲ့လို့ ဝမ်းသာပျော်ရွှင်နေရဖြစ်ပြီးအချို့ကတော့ဒီကိုရောကုညီတက်တဲ့စိတ်ရင်းကိုလေးစားပါ යි ဒါပေမဲ့ဦးစည်းအနေနဲ့သာသနာအထွတ်လိုအပ်နေတဲ့ဖြည့်ဆည်းပေးသင့်တဲ့နေရာများမှာလှူဒန်းပြုလုပ်ပါကအကောင်းဆုံးပါဖျာစာတင်တိုက်အကြောင်းများစီးရင်နွမ်းပါတဲ့သာသနာအထွတ်အချို့ပြုနေတဲ့နေရာများမှာပြုနိုင်ပါကအကောင်းဆုံးပါပဲဖျာအလူတွေအတွက်ကလူတန်းမဲ့ပရဟိတစေတနာရှင်များရှိကြပါ යි ဆိုပြီးပြောနေကြတာပဲဖြစ်ပါ යි ဆယ်လီအုတ်ကြီးကတော့အစားကဒေါ်ရခိုင်မောက်လူပေါ်အလှူမီကောက်ခံခဲ့ပြီးမဲ့ နောက်မှာတော့အစိပ်ပင်ကြီးမလောင်းကျင်လို့ဆိုကအလွန်ငွေတွေကိုတခြားလှူခဲ့ပါသေးရဲ့ဒါပေမဲ့လေဦးစင်ကတော့တရက်ခိုင်မှာအတွက်စေသိန်းတိတိကိုရဲရဲရော်ရော်လာလှူပေးတာကတော့ဝမ်းသာကြပါပဲဒီအလှူလေးပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မြို့မိခင်ဖြစ်လာမယ်မမေလောင်းလေးတွေကိုလည်း တတိပေးစကားလေးပေါ့နော်အလိုလေးလည်းပြောလို့ရတယ်လို့မျိုးအကြံပေးရပါတော့ကျမတို့တွေးကြုံခဲ့ရတဲ့ဟာလေးကိုမျှဝေပေးရပါတော့နော်ကလေး73မောင်ရှိပြီးမိခင်ကိုဆရာဝန်တွေကရုံုံမွေးခိုင်းလို့ဘဝကူတောင်းရတဲ့ချစ်စရာသမီးလေး